မင်္ဂလာပါရှင် ခစ်တဲ့ new channel မှာထိတ်တန့်ရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တောင်ငူအခြေဆိုင်စစ်ကောင်စီ၏တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို109မမရှော့တိုက်ရှင်လုံးဖြင့်တိုက်ခတ်တိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပဲခူးတိုင်းတောင်ငူမြို့နယ်အခြေဆိုင်အကြံဖက်စစ်ကောင်စီ၏တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို109မမရှော့တိုက်တုံးရှင်လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brigade Warrior မြန်မာ BWN အဖွဲ့မှတာဝန်ရှိသူတဦးကသတင်းဌာနသို့ပြောဆိုပါ ါတယ်ဧပြီလ30ရက်နေ့နနက်တနာရီ38မိနစ်ခန့်တွင်အကြံဖက်စစ်ကောင်စီတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပါခအတွင်ကို108မမရှော့တိုက်တုံးရှစ်လုံးဖြင့်အောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ကြောင်းသိရပါသည် အကြံဖတ်စစ်ကောင်စီတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပါခါသည်ပဲခူးတိုင်းနှင့်ပရင်ပြည်နယ်မြောက်ဘက်ချမ်းဒေသများနှင့်၎င်းတို့ထိစပ်နေသောနေရာဒေသများရှိထော်လန်ရေးအင်အားစုများနှင့်အပြစ်မဲ့ပြည်သူများကိုရက်ဆက်စွာတပ်ဖြတ်နေသောစစ်ကောင်စီ၏တပ်ဖွဲ့ဝင်များကိုအ धिक အမိန်ပေးကိုယ်ခဲ့ရန်ခြေကုပ်ယူထားတဲ့အရေးပါသောတိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်ကြောင်းသိရပါသည် ်ထို့ပြင်ငလင်တန်းကြောင့်ဌာနဆိုင်ရာအဆောက်အုံများပြိုလဲပျက်စီးသွားသောနေပြည်တော်စစ်ကောင်စီစစ်ရုံးချုပ်နှင့်နေပြည်တော်တိုင်းစစ်ဌာနချုပ်ယုံတို့မှစစ်ကောင်စီအကြီးအကဲများတွားရောက်ယုံထိုင်၍တတိုင်းပြည်လုံးကိုဒုက္ခပေးရန်အမိန်ပေးကိုကဲနေသောစစ်ဌာနချုပ်ဖြစ်ပြီး BWN ၏အမဟာမိတ်အဖွဲ့များကယခုကဲ့သို့နှိမ်နင်းတိုက်ခိုက်ခြင်းဖြင့် BWN Mission 35ကိုပေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ညှဉ်းပန်းနှိပ်စက်မှုကြောင့်ပြည်သူများတလျှောက်လုံးခံစားကြုံတွေ့ခဲ့ရသောမလုံခြုံမှုကိုစစ်ကောင်စီအကြီးအကဲများကိုယ်တိုင်ခံစားစေပြီးပြေးစရာမည်မရှိဖြစ်စေရန် Brewery for မြန်မာ BWN အဖွဲ့ကတိုက်ခိုက်ပြခြင်းဖြစ်ပြီးတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီ၏တပခါအတွင်မှထိခိုက်ဒေဆုံးမှုအခြေအနေကိုဆက်လက်စုံစမ်းနေလျက်ရှိပြီးထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရှိရပါသည် စစ်တပ်တွေဘက်ကတော့ကျွန်တော်တို့ပြစ်ပြီးပြီးချင်းစစ်တောင်းမြေကန်နာကစကန်းတွေတွေကနေလက်နေငယ်တွေနဲ့ပြန်ပြစ်ပါတယ်။နောက်တနာ ਈ ကျော်လောက်ကြတော့လက်နေကြီးတွေနဲ့နှစ်ချက်ပြန်ပြစ်ပါတယ်။ဒါပေမဲ့အခုနှစ်နှစ်ရဲဘော်တွေကတော့ဘေးကင်းလုံခြုံစွာနဲ့ဌာနေစကန်းအသီးသီးကိုပြန်လဲဆုတ်ခွာနိုင်ခဲ့ပါပြီ။နာပါတဆေယုံပြိုသွားလို့နာပါတဆေယုံကလူတွေတက်သေးလာထိုင်နေတယ်လို့သတင်းရလို့ဖြေးစရာမြေမရှိဖြစ်စေဖို့အခုလိုပြည်ရချင်းဖြစ်ပါတယ်ဟု Brewery for မြန်မာ BWN အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Brewery for Myanmar BWN အဖွဲ့ဤဦးဆောင်စီမံမှုဖြင့် Mountain K9 Civilian Different for MKCDF Anti-Cot People Liberation for ACPLF တန်တောင်မြောက်ပိုင်းအတူဒေတာအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးနေပြည်တော်တွင်စကိုင်းငလင်ကြောင့်ပျက်စီးသွားသောယုံတာနာအဆောက်အုံများကိုမူလတိဆောက်ခဲ့သောကုမ္ပဏီများကပြင်ဆင်တိဆောက်ပေးရမည်ဟုစစ်ကောင်စီကတရားဝင်ကြေညာရင်းဆိုတဲ့တဲ့နဲ့လွှတ်တော်ကိုတိဆောက်ခဲ့သော ACE ကုမ္ပဏီပိုင်ရှင်ဦးတင်ဆန်နှင့်ဘိုးချုပ်ဟောင်းသားသမီးတချို့စစ်ကောင်စီကိုမဆက်တွယ်တော့ဘဲတိန်းရှောင်နေတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရဲ့ရှင်။ နေပြည်တော်တွင်စကိုင်းငလင်ကြီးကြောင့်ပြက်စီးသွားသောရုံးဌာနအဆောက်အုံများကိုမူလတည်ဆောက်ခဲ့သောကုမ္ပဏီများကပြင်ဆင်တည်ဆောက်ပေးရမည်ဟုစစ်ကောင်စီကတရားဝင်ကြေညာလိုက်ပါတယ်။ရှမန်နေနေပြည်တော်တွင်ပြုလုပ်သောအစာအုံများပြန်လည်ပြုပြင်အသုံးပြုရေးနှင့်အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ၏ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ကော်မတီဥက္ကဋ္ဌကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေကရင်းတို့ထုတ်ပေါ်ပြောဆိုလာခြင်းဖြစ်ကြောင်းစစ်ကောင်စီ၏ဝါဒပြန့်သတင်းစာများတွင်ဖော်ပြထားပါသည် နေပြည်တော်တွင်မလ28ရက်နေ့လှုပ်ခတ်ခဲ့သောစကိုင်းငလင်ကြီးကြောင့်အစိုးရဝန်ကြီးဌာနအဆောက်အုံများပြိုချပျက်စီးခဲ့ရာတွင်နီလန်းသုံးသွဲဖြင့်ပြင်ဆင်တိဆောက်သွားမည်ဖြစ်ကြောင်း၎င်းတို့အနက်ရုံးဌာနအဆောက်အုံများကိုပြင်ဆင်ရန်မူလတိဆောက်ခဲ့သောကုမ္ပဏီများကိုတာဝန်ပေးဆောင်ရွက်ခြင်းဖြစ်ကြောင်းကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမမောင်အေးကဆိုပါတယ် ။စကိုင်းကလင်ကြောင့်နေပြည်တော်တွင်ပြိုကျပျက်စီးခဲ့သောအဆအုပ်များစွာအနက်မှတမရအိမ်တော်မှအေရင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးချစ်ခိုင်ကတာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီးဒုတိယတမရနေအိမ်များနှင့်လွှတ်တော်ဥက္ကဋ္ဌနေအိမ်များမှထူးကုမ္ပဏီပိုင်ရှင်ဦးတေဇာကတာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ နေပြည်တော်ရှိငလင်ကျပြိုကျပြက်စီသွားသောဝနသိတိအာကစားယုံမှမက်စမြမာကုမ္ပဏီပိုင်ရှင်ဦးစော်စော်ကတာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။နေပြည်တော်လွှတ်တော်အစအုံမှမူ ACE ကုမ္ပဏီပိုင်ရှင်ဦးတင်ဆန်းကတည်ဆောက်ခဲ့ခြင်းဖြစ်ပြီးဦးတင်ဆန်းမှာစစ်ကောင်စီကိုဆက်သွယ်တော်ခြင်းမရှိတော့ဘဲတိန့်ဆောင်သွားကြောင်းသိရပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်းရွှေမန်းဤတာတိုးနိုင်မန်းအောင်တန်မန်းနေပြီးတော့ကောင်စီဝင်ဗိုလ်မှူးကြီးဟောင်းတိန်ညွန့်ဤတာကုမ္ပဏီများမွေးရည်ဝင်ကြီးဟောင်းမောင်မောင်သိန်းဤတာကုမ္ပဏီများအပါအဝင် နေပြီးတော့စောက်လုံရေလုတ်ကင်ခွင်များရရှိခဲ့သောစစ်ဗိုလ်ချုပ်ဟောင်းများဤမိသားစုဝင်များနဲ့အတိုင်းဝိုင်းများမှလည်းတိန်းဆောင်ကုန်ကြပြီးတချို့သာစစ်ကောင်စီကိုပြန်လည်ဆက်သွယ်ကြောင်းသိရှိရပါသည် ငလင်ကြောင့်လေစိတ်ဆက်သွယ်ရေးတာဝါတိုင်းပြိုချပြီးနေပြီးတော့လေစိတ်ဧကံမှာပြိုချမှုအတွက်အဓိကတာဝန်ရှိသူမှာ Asia War Company ပိုင်ရှင်ဦးထွန်းမြင့်နိုင်ဖြစ်ပြီး A1 ဆောက်လုပ်ရေးကုမ္ပဏီဦးအိုက်ထွန်းပိုင်သောရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနှင့်ဦးစော်ဝင်းရှိန်ပိုင်သော AR Handa ကုမ္ပဏီတို့မှလည်း၎င်းတို့တည်ဆောက်ခဲ့သောဝင်ကြီးဌာနရုံးများနှင့်စစ်ရုံးအဆောက်အအုံများတွင်ပြင်ဆင်တည်ဆောက်ရမည်ဖြစ်ကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးအနာသိန်းကောင်းဆောင်ပြပခရီးစဉ်တွင်အသုံးပြုသည့်လေရင်ကိုစစ်ကောင်စီကအပိသက်ဝယ်ယူမည်ရွေးကောက်ခံအယက်သားအစိုးရကပြည်သူများတဘာဝပေးကြုံလျင်ကန်စင်ရန်ရဟတ်ရင်ဝယ်ခဲ့သည့်ကိုခေါင်းဆောင်များအားစစ်အုပ်စုကအာဂရီမှုဖြင့်တရားစွဲပြီးမေအောင်လိုင်းအတွက်မှလေရင်ဝယ်ခြင်းဖြစ်တဲ့ ထိုလေရင်ကိုအပိသက်ဝယ်ယူရန်စစ်ကောင်စီကအခွန်ကင်းလွတ်ခွင့်ပြန်ပေးတယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။နိုင်ငံတပဝါပေးအန္တရာယ်ကိစ္စများလှုပ်ဆောင်ရတွင်အုံပြုရန်ရဟတ်ရင်ငားရန်တိကိစ္စဖြင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုထောင်ဒဏ်15နှစ်အထိချမှတ်နိုင်သည့်အကြရိပုံမှာဖြင့်တရားစွဲထားသည့်စစ်ကောင်ဆောင်မေအောင်လိုင်းကပြီးခဲ့တဲ့ပြပခရီးစဉ်တွင်အုံပြုခဲ့သည်။ Evas HY ALK လေရင်ကို၎င်းသွားလာရာတွင်အသုံးပြုရန်စစ်ကောင်စီအဖွဲ့ကအပီးသက်ဝယ်ယူလိုက်သည်အဆိုပါလေရင်သည် American Company Aviation Capital Group ထံမှပြန်လျှော့အကောက်ခွန်စနစ်ဖြင့်ငားရမ်းတင်သွင်းထားပြီး Airbus အမျိုးအစား A319 MSN 5193လေရင် HY ALK ဖြစ်ကအပိသက်ဝယ်ယူရန်အခွန်များကင်လွတ်ခွင့်ပြုကြောင်းစစ်ကောင်စီအဖွဲ့ကညွှန်ကြားစာထုတ်ပြန်ထားပါသည်။ အဆိုပါလေရင်အားပြန်လည်ပို့ဆောင်ခြင်းမပြုဘဲပြည်တွင်းသုံးဆွဲဝယ်ယူရန်ကြာတင်သည့်ဝင်ငွေခွန်နှင့်ကုန်သွယ်လုပ်ငန်းခွန်တို့ကိုကင်းလွတ်ခွင့်ပြုကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်မြမလေးချောင်းကနေစစ်ကောင်စီကတစ်နှစ်လောက်ရှိပြီးပြန်ယူထားတာမဲအောင်လိုင်းခရီးစဉ်တွေအတွက်ပဲတရုတ်သွားတော့ကအဲ့ဒီလေရင်သုံးလားဟုမြမလေးချောင်းဝန်ထမ်းဟောင်းတအူးကလေရင် HYALK နဲ့ပတ်သက်၍ရှင်းပြပါတယ် ။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ပြုလုပ်တဲ့ Binstat SEW နဲ့မလေးရှားဝန်ကြီးချုပ်နှင့်တွေ့ဆုံရန်လာရောက်စဉ်ကလည်းအဆိုပါလျင်ကိုအသုံးပြုခဲ့ပါတယ်။ Airbus MOSR A319 MSN 5193လေယင် HYALK ငားရန်အသုံးပြုခအပါဝင်အပိသက်ဝယ်ယူသည့်ပမာဏကိုတရင်ဌာနကဆက်လက်စုံစမ်းနေစေဖြစ်ပါတယ် နိုင်ငံတဘာဝဘေးအန္တရာယ်ကိစ္စများလှုံ့ဆော်ရာတွင်အုံပြုရန်ရဟတ်ရင်ငှားရမ်းသည့်ကိစ္စဖြင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုအမြင့်ဆုံးထောက်တန်း15နှစ်အထိချနိုင်သည့်အဂရိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုံမှား55ဖြင့်မတရားပြုလုပ်ထားသည့်စစ်ကောင်စီကောင်းဆောင်မေအောင်လိုင်းကနိုင်ငံသားခရီးများအုံပြုရန်ဆိုကကိုပိုင်ပုံစံဖြင့်လေးရင်ဝယ်ယူခဲ့ခြင်းဖြစ်သည် အီတလီနိုင်ငံလီရိုနာဒို SPA ကုမ္ပဏီထံမှ AW139HYAFP ရဟယင်တစီကိုဒီချုပ်အစိုးရလက်ထက်2019တွင်ဒီချုပ်အစိုးရကဝယ်ယူခြင်းဖြစ်သည်လေတောင်းဆိုင်ရာအချက်အလက်များအရ Airbus လေယာဉ် HYALG ကိုဂျာမနီနိုင်ငံဟမ်ဘတ်မြို့တွင်2012ဇွန်လတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ 2019တွင်မြန်မာ National Airline သို့ငှားရမ်းခွင့်ပေးခဲ့ခြင်းဖြစ်ပြီး2025တွင် စစ်ကောင်စီခေါင်းဆောင်က၎င်း၏ပြပခရီးစဉ်တွေအသုံးပြုခဲ့သည်ကိုတွေ့ရသည်ပြန်လျှော့အောက်ခွန် drawback ဆိုဒီမှာလုပ်ငန်းတဘာဝလိုအပ်ချက်အလျောက်ပြည်တွင်း၌အသုံးပြုရန်ရင်စက်ကရိယာနှင့်ပစ္စည်းများကိုပြပမှယာယီတင်သွင်းခွင့်ပြုသည့်စနစ်ဖြစ်ကမူလနိုင်ငံသို့ပြန်ဖို့ပါကပေးဆောင်ရသည့်အခွန်ဤ၈ပုံ၇ပုံကိုတင်သွင်းသူကပြန်လည်ရရှိခြင်းဖြစ်သည် ထိုစနစ်ကိုအစိုးရနှင့်သက်ဆိုင်သည့်ဌာနများအထူးစည်းဝါးရေးဆောင်များနှင့်ကုမ္ပဏီများကအသုံးပြုနိုင်ပြီး drop back တက်တန်းကာလမှာနှစ်နှစ်မှ၃နှစ်အထိသာဖြစ်သည်2019ကတည်းကပြန်ရော့အကောက်ခေါ် dropback စနစ်ဖြင့်တင်သွင်းခဲ့တဲ့ FS MOSR A319 MSN 5193လေယင် HY ALK သည်လက်ရှိတွင်ပြည်တွင်း၌အသုံးပြုနေသည်မှာတက်တန်း9နှစ်ခန့်ရှိနေပြီဖြစ်ပြီးလေယင်တက်တန်းမှာ73နှစ်ရှိနေသည်။ Airbus ကုမ္ပဏီသည်တရုတ်အစိုးရပိုင် AVIC Aviation Industry Corporation of China နဲ့မိဖက်ဖြစ်က AVIC သည်မြန်မာစစ်အာဏာရှင်ကိုငွေကြေးထောက်ပံ့မှုအပြင်အခြားလေယာဉ်နှင့်လက်နက်တွေကိုပါထောက်ပံ့နေကြောင်း Justice for Myanmar အဖွဲ့ကထုတ်ပြန်ကြေညာထားသည်ထို့ကြောင့်ပြည်တွင်း၌အပြစ်မဲ့အရသားများကိုလေကြောင်းကနေနှိစင်ဖုံးကျဲတပ်ဖြတ်နေသည့်မြန်မာစစ်တပ်ရာဇဝတ်မှုများကိုဓာတ်ရိုက်အပြင်သွဲဝှက်၍ပါ Airbus ကုမ္ပဏီကပူးပေါင်းပါဝင်ကူညီနေသည်ဟုဆိုသည်။ ထို့ကြောင့်ပြပရောက်မြန်မာများနဲ့ပြည်တွင်းရှိတပိတ်အဖွဲ့များကအဆိုပါ Airbus ကုမ္ပဏီအားကန့်ကွက်ဆန္ဒပြနေကြသည်တရုတ်အစိုးရပိုင်း ABIC သည်ပြီးခဲ့တဲ့နှစ်များကစစ်ကောင်စီကိုလေရင်ရှစ်စီးထက်မနည်းရောင်းချထားသည်ဟုလည်းသိရသည်။ကျမ၏သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။